အမေရိကန်နိုင်ငံအနေနဲ့ဖလားဆက်နေရနေကျဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီမှာတော့ကျွန်တော်တွေ့ရတာတော့ဒီနေ့မှတွေ့ရတဲ့ကြေညာချက်ပါလေဒီထက်မှာတော့ online လိမ်လည်မှုတွေပေါ့အနေနဲ့အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ကြ District of Columbia Scam Center Strike Force ဆိုတာကိုဖွဲ့စည်းခဲ့တယ်ပေါ့နော် SCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ကြေညာလာတာကိုကျွန်တော်တွေ့ရပါတယ်အဲဒီထက်မှာ ျွန်တော်လေ့လာကြည့်တဲ့အခါမှာအရှေ့တောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ခရစ်တိုကာရန်စီနဲ့အပါဝင်စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေလို့ကြေညာခဲ့တာဖြစ်ပါတယ်ဒီထဲမှာအထူးခြားခြားအပေါင်းအုံလေးတွေပါတာကိုကျွန်တော်ပြောပြခြင်းပါတယ်အထူးခြားခြားအပေါင်းအုံတွေကတော့ဒါတော့ဆိုကြ တတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ခရစ်တိုကာရန်စီယင်းနှီးမြုံနှံမှု လိန်လယ်မှုများနဲ့ယုံကြည်မှုလိန်လယ်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များ၏စူဆောင်းဝင်များအတက်များကိုခိုးယူလျက်ရှိသည်ဆိုမှကြပါတာတွေ့ရတယ်။နောက်တစ်ပိုက်မှာတော့ဒါလိန်လယ်မှုစင်တာတွေဟာအမေရိကန်မှာ တရုတ်ရာဇဝေးဂိမ်းများ၏အိတ်ကတ်သေးသို့မျိုးဆက်တစ်ခုပြီးတစ်ခု ချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့သည်မြန်မာနိုင်ငံရှိလိန်လယ်မှုစင်တာတစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့ပြီးဆိုပြီးလည်းပါတာတွေ့ရပါတယ်။သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ဒီပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူး။ ဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ဘက်ကဲ့သို့သောလိမ်လည်မှုနေရာများကိုတိုက်ခိုက်ရန်အတွက် Riot Time Police Warren Tax Force နဲ့အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များစေလွတ်ခဲ့သည်ဆိုရလည်းပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပေါ့။နှမျက်နာလောက်ရှိတဲ့ထုတ်ပြန်ချက်ထည့်ရနေပြီးကျွန်တော်တို့ဒါထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါတွေကိုသုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ခဲ့ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လေးဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်